ကျွန်ုပ်ပြောပြမယ့်အခြေအနေကတော့ neurogenic bladder လို့ခေါ်တဲ့အရာပါအခု neurogenic bladder ဆိုတာကတူလောင်အိမ်ကတဘာဝအတိုင်းပဲရှိပေမဲ့တကယ်တမ်းဖြစ်ပျက်တာကဒီကလေးတွေမှာကြော်သားကျူမှာပုံမှန်မဟုတ်တဲ့ပုံပြမှုတွေနဲ့မွေးဖွားလာတာကွာမွေးဖွားချိန်မှာကြော်သားကျူကဖွင့်လင့်နေတတ်ပြီးဒါကို myelin ကဆုံလို့ခေါ်ပါတယ်ဖြစ်ပျက်တာကတော့မိခင်ဝမ်းအတွင်းမှာကြော်သားကျူနဲ့တူလောင်အိမ်ဝမ်းအိမ်ကိုသွားတဲ့အာယုံကြောတွေဟာ aneurysmic fluid ထဲမှာရေချိုးနေကြတာပါ ဒါကြောင့်တူလောင်အိမ်နဲ့ဝမ်းအိမ်မှာကတ္တနာရီဖြစ်ပေါ်လာပါတယ်။အခုပြောပြမယ့်တတ္တနာရီကဘာတွေလဲဆိုတာပါ။ဒီကလေးတွေမှာဘလို့လက္ခဏာတွေနဲ့တွေ့ရလဲဆိုတာပါ။ဒီကလေးတွေကတူလောင်အိမ်ကိုအပြည့်အဝမလွတ်နိုင်တာနဲ့တွေ့ရပါတယ်။သူတို့မှာဆက်တိုက်ဖြစ်ပေါ်တတ်တဲ့သွေးမတန်တဲ့စီလန်းချောင်းအတက်ကြအချိန်ချိန်ကူးဆက်ရောဂါအပူချိန်မြင့်တက်ခြင်းစီးမထွက်နိုင်ခြင်းတွေပါပါဝင်ပြီးဒါတွေကကလေးနဲ့မိဘနှစ်ဦးစလုံးအတွက်စိတ်ညစ်စရာဖြစ်ဖြစ်လာပါတယ်။ New Agile Bladder ယောဂမှာအရေးကြီးဆုံးလုပ်ရတာတွေလည်းကတစ်ခုက Video Dynamic Study လို့ခေါ်တဲ့စမ်းသပ်မှုကိုလုပ်တာပါ Video Dynamic Study ဆိုတာအထူးပြုစမ်းသပ်မှုတစ်ခုဖြစ်ပြီးသူ့လောင်အိမ်ကိုရေးဖြစ်တွင်းသွားတဲ့အခါဘာတွေဖြစ်လာတယ်လဲဆိုတာပြောပြပေးနိုင်ပါတယ်သူ့လောင်အိမ်ကစီးကိုဘလို့လက်ခံတယ်လဲဆိုတာပါပုံမှန်လိုပဲအနားယူပြီးစီးအရေးရွယ်စားနည်းများကိုအနိုင်ဖိအားနဲ့တင်ထားနိုင်တလားဒါမှမဟုတ်အလွန်မြင့်မြတ်အလုပ်လုပ်တလားဆိုတာပါ CEO ထွက်တာစတင်တလားဆိုတာပါ ယူထွက်ရင်ဘယ်ဖိအားမှယူထွက်တာလဲဆိုတာပါစီးရီကအကြောက်ကက်ဘက်ကိုပြန်တက်သွားတာရှိရင်ဒီလူပြန်လဲစီစဉ်မှုကို vesicular reflux လို့ခေါ်ပြီးဘယ်ဖိအားမှတေးရဖြစ်ပေါ်တယ်လဲဆိုတာပါဒါကြောင့် video word dynamics ကနေအချက်လက်မျိုးမျိုးကိုရရှိနိုင်ပါတယ်ဒီချက်လက်တွေကိုအခြေခံပြီးကလေးအတွက်တင့်တော်တဲ့ကုသမှုကိုပေးနိုင်ပါတယ်အများအားဖြင့်ဆေးဝါးကုသမှုဖြစ်ပြီးတူလောင်အင်ကိုမလွတ်နိုင်တဲ့ကလေးတွေအတွက်တော့ appendix အကိုအသုံးပြုပြီး channel တစ်ခုဖန်တီးပေးဖို့အကြံပြုပါတယ် appendix ကိုတာမန်အဖြစ် appendicitis ဖြစ်တဲ့အခါမှာဖြုတ်ထုတ်ကြပေမဲ့ကျွန်တော်တို့အနေနဲ့ appendix ကိုအရေးကြီးတဲ့အခန်းကဏ္ဍမှာအသုံးပြုပါတယ်။ appendix ကိုသွေးလမ်းကြောင်းနဲ့အတူထိမ့်သိမ်းထားပြီးတိုးလောင်အိမ်ကနေအရေးပြားထိ channel တစ်ခုဖန်တီးပေးပါတယ်။ဒီ channel ကနေခလေးကတူးတစ်ချောင်း catheter ထိုးပြီးတိုးလောင်အိမ်ကိုမကြာခဏလွတ်နိုင်ပါတယ်။ဒါကိုတန်ရှင်းသောအကြာကြာ catheter ထိုးခြင်း clean intermittent catheterization လို့ခေါ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာအထူးသဖြင့်တောင်အာရှဒေသမှာဒီလိုကလေးတွေအများများပြီးအနှဲငယ်လဲမဆောက်ရှောက်ခံရတဲ့အခြေအနေမှာရှိနေကြပါတယ်။ဒါကြောင့်ဒီကလေးတွေကိုဆောက်ရှောက်ပေးဖို့အလွန်အရေးကြီးတဲ့ဂရုစိုက်မှုလိုအပ်ပါတယ်။ကျွန်တော်တို့ကတော့တတိယအဆင့်ကလေးငယ်ဥရောလိုကြီးအထူးကုဌာနအနေနဲ့ဒီလိုဂရုစိုက်မှုကိုပေးနိုင်တာကိုဝမ်းမြောက်ပါတယ်။